တိမ့်ပိုက်လိုက်ဒီဆိုတော့သူစစ်ထွေမျိုးကိုတိမ့်ပိုက်ဖို့အလားလာကတရားမှာဆိုလို့ရှိရင်60နဲ့5လောက်အထိကိုအခုတယောက်ကြတာနဲ့တယောက်ကရောက်ဖရေးဘာဖြစ်တယ်ညာဖြစ်တယ်မင်းကောက်ထားခဲ့ပြီလားအဖို့တွေတင်ကြတယ်အဲ့တော့လေးလို့မရအောင်ညာသူကတော့တရားကြုံနေရကြဆုံးတယ်ဒီစစ်ကောင်စီတွေလည်းသူတို့လည်းသူတို့လူဘယ်လောက်ကြဆုံးလဲသူတို့ပြောရရင်ပြောလိုက်ပေါ့နော်အထိကျွန်တော်တို့ဆွဲတဲ့မိုင်းကိုထိတာပဲရောက်အစိတ်လောက်နမ်းမပေါ်မှာပုံနေတာကိုမျက်မြင်ကိုတွေ့ဟာလာ အားလုံးပဲမင်္ဂလာပါ MZ ပါမီမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါတယ်ဟုတ်ကဲ့ကျွန်တော်အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမဲ့ရုပ်တံလေးနဲ့စနိုင်နေတယ်ဒါတော့အပါတို့ထူထားတဲ့ AK47 တွေပါနော်ဟုတ်ကဲ့ပါ။ဒီမှာရှိတာ။နေရမို့။အာသာသာပါမတော့ လက်နဲ့တိုက်ကြီးကိုရထားတာနော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေဝမ်းတော့တာတယ်ဒါပေမဲ့ခမရတို့ဂျေဆုတော့မတင်နိုင်ဘူးဘာဆောင်လဲဆိုတော့ဒါကျွန်တော်တို့တနိုင်ငံလုံးရဲ့ထွက်သမျှတယံစာတနိုင်ငံဗန္နာငွေတွေနဲ့ဝယ်ထားရဲ့လက်နဲ့ဖြစ်လို့ကျွန်တော်တို့လက်နဲ့ကျွန်တော်တို့ပစ္စည်းကျွန်တော်တို့နိုင်ငံရဲ့ဗန္နာကျွန်တော်တို့ပြည်သူတယောက်ချင်းမှပိုင်တယ်ဒီဗီဒီယိုလေးကတော့အလွန်အမတန်မှကောင်းတော့ဒီနေ့အတွက်စားဝင်အိပ်ပျော်စေမဲ့သတင်းအထူးသတင်းကောင်းလေးဗျ။ အလုံးမင်္ဂလာပါရှင်တာလီဆော့ပါမောင်နေသတင်းကောင်းလေးတွေပါလီဆော့ပါအမရပြောပြပါဆိုလို့ပေါ့နော်အရန်ကောင်းတဲ့သတင်းလေးကိုလာပြောပြရဖြစ်ပါတယ်တယောက်တစ်ခေါက်တော့အာ copy လင်းလေးတွေယူပေးသွားပါအောင်နော်အားလုံးကျွန်တော်တွေ့သွားရအောင်နော်ဟုတ်ကဲ့ရခိုင်ပြည်နယ်ရဲ့တိုက်ပွဲကတော့အာရခိုင်တပ်တော်ပေါ့နော် RKAA တပ်တော်ကနေပြီးတော့ဒီ စစ်ထွေမြို့ကိုတိမ်ပိုက်ဖို့အတွက်ကိုအရန်နှီးဆက်နေပါပြီအဲ့ဒီစစ်ထွေမြို့ရဲ့ဒီဘေးပေါ့နော်အနီးဝန်းကျင်မှာရှိနေတဲ့အဲဂျွာရီအားလုံးပေါ့နော်စက်ခန်းတွေအားလုံးတဖြည်းတဖြည်းနဲ့တိမ်လာတာဆိုလို့ရှိရင်အဲစစ်တပ်ကလည်းအခုဆိုလို့ရှိရင်လုံးဝဟိုစစ်ကူတွေပါတွေရလေတိတ်ပြီးတော့မပေးနိုင်တော့ဘူးနော်အဲ့ဒီနားမှာရှိနေတဲ့စက်ခန်းတွေရဲစခန်းသေးသေးလေးတွေအားလုံးကို တိမ့်ပိုက်လိုက်ပြီဆိုတော့အခုစစ်ထွေမြို့ကိုတိမ့်ပိုက်ဖို့အလားလာကတရားမှာဆိုလို့ရှိရင်60နဲ့9လောက်အထိကိုဒါတော့အာရကတက်မတော်ဘိုးချုပ်ထွန်းမြတ်နိုင်တဲ့ခွာညီနောင်သွေးချင်းအားလုံးကိုအထူးပဲလေးစားတယ်ဂုံယူတယ်မကြခင် အပီအသက်ရခိုင်တပီနယ်လုံးကိုတိမ့်ပိုက်ပေးပါလို့ပြောဆိုကျင်းတယ်ဗျအဲ့ချိန်ရောက်ရင်ကျွန်တော်တို့ရခိုင်ပြည်ကိုလာလေလဲကျွန်တော်တို့တွေကိုဖိတ်ခေါ်ပေးပါလို့တောင်းဆိုပြရစီ ဒီသတင်းဗီဒီယိုလေးကတော့ကျွန်တော်ချစ်ခင်လေးစားရတယ်ကိုဆွဲပြောထားတယ်ကျွန်တော်ယူချီညီနောင်တွေတရားကြော်ပြကြသွားတယ်200ကြော်ကြသွားတယ်ဆိုပြီးစခွေးကောင်စီဘက်ကနေဝါဒဖြန့်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုဆွဲပြန်လဲခြေပရှင်းလင်းချစ်လေးကိုအဲဒါတွေကတော့လုံးဝမမှန်ပါဘူးပေါ့နော်ကျွန်တော်ပြောမှမယ်ဗျာ PDF တွေကတယောက်ကြရင်တယောက်တိတာတယ် တယောက်ကြရင်တယောက်တိတာပဲဘာဖြစ်လဲတယောက်ကြတာနဲ့တယောက်ကရောက်ဖရေးဘာဖြစ်လဲညာဖြစ်တယ်မင်းကောက်ထားခဲ့ပြီလားအဖို့တွေတင်ကြတယ်အဲ့တော့လိန်လို့မရဘူး PD ရဲ့အယောက်100ကျော်100ကြရင်လည်းဟိုဘယ်လိုပြောမလဲလိန်လို့မရဘူး PD ရဲ့တွေကကြဆုံမှုကိုလိန်လဲမလိန်ဘူးလိန်လိန်လို့လည်းမရဘူးကောနော်အဲ့တော့တယောက်ရေဘော်တွေအားလုံးကသူတို့တငယ်ချင်းတွေကိုသူတို့ post တွေတင်ကြပါတင်ကြဆိုအဲ့အဲ့လိုဆိုလိန်လို့မရဘူးကောနော်အဲ့တော့ကျွန်တော်တို့ပြောပြချင်တာကအဲကျွန်တော်တို့ justice ဆိုကြကနေပြီးရေဘော်ထက်ကြီးဆိုတဲ့ရေဘော်တယောက်ကြဆုံသွားတယ်အဲကြောက်တူတခွဲတက်ကနေပြီးတော့ အဲရဲဘော6ရက်တော့အတွင်းမှာပေါ့နော်နေမတူတနေ့တယောက်တယောက်အဲ့လိုပေါ့ပေါ့၄ယောက်ကြဆုံးတယ်အဲပြီးလို့ရှိလို့ရှိရင်တော့ကျွန်တော်တို့ EO က၂ယောက်ကြဆုံးတယ်ပေါ့နော်အဲအဲ့ဒါတော့ကြဆုံးမှုရှိတယ်ကျွန်တော်တို့ dead body တစ်ခုကျွန်တော်တို့ကြားလို့ဆိုကြောင်းက dead body တယောက်ကြံခဲ့တယ် EO က၂ယောက်ကြံခဲ့တယ်၃ယောက်ဒါကြံခဲ့တယ်ပေါ့နော်အဲ့ဒါကတော့အမှန်တရားပဲနော်ရန်သူကတော့တရားကျော်၂ယောက်ကြဆုံးတယ်ဘာဖြစ်လို့တရားကျော်၂ယောက်ကြဆုံးတယ်ဆိုတော့ pocket ရလျှောက်ပြောနေတာမဟုတ်ဘူး เนาะဒီစစ်ကောင်စီတွေလည်းသူတို့လည်းသူတို့လူဘယ်တော့ကြဆုံလဲသူတို့ပြောရင်ပြောလိုက်ပေါ့เนาะအတိကြပြောရင်ပြောလိုက်ပါဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်တို့ဆွဲတဲ့မိုင်းကိုထိတာပဲရောက်အစိတ်လောက်လမ်းမပေါ်မှာပုံနေတာကိုမျက်မြင်ကိုတွေ့တွေ့ခဲ့ရတာပေါ့เนาะဟိုအဲ့ဒီအဲ့ဒီအလောင်းတွေတော့သူတို့တက်နေပြီးတော့မှရှေ့ကိုဆက်တိုးပြီးတော့အသေးခံပြီးသူတို့တိုးခဲ့တာပေါ့အဲ့တော့အသေးခံပြီးတိုးရင်လည်းကျွန်တော်တို့ကတော့တက်ပေးရမှာပေါ့ပြဿနာမရှိပေမဲ့โอเคအဲကျွန်တော်တို့ဟော်ဝေသာထိပြီးတော့မှကျွန်တော်တို့ဂျမ်ပါပြည့်စည်သွားတဲ့အခါမှာ ရန်သူတွေရဲ့ဒုံးကကျွန်တော်တို့ကောင်းကောင်းမထိန်းနိုင်ခဲ့ဘူးကျွန်တော်တို့ရန်သူတွေရဲ့ဒုံးကတကယ်ဟိုမော်တာတွေရောပလော့တွေရော တကယ်ဟိုကောင်းတယ်ပြီးလို့ရှင်လည်းနိုင်ငံတော်အဆင့်တရုတ်ကနေဝယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့တော်တော်လေးကိုရည်သွေးလဲမြင့်တယ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အဲ့ဒီဟာကိုမထိန်းနိုင်ခဲ့လို့ကျွန်တော်တို့မြို့ပြင်ကိုပြန်ဆုတ်လိုက်ရပါတယ်ကျွန်တော်တို့တိဆောက်နေပါတယ်ပြန်လာပါအောင်မယ်ပြောပြချင်တာကတော့အဲ့တော့တခြားတရင်တပ်ဖွဲ့တွေအနေနဲ့လည်း ဒီရန်သူကအခုနီးပြူဟာဘလို့တုံးလဲဆိုလို့ရှိရင်သူတို့ပြစ်ခတ်ဝင်ရောက်မဲ့နေရာကိုလက်နေကြီးလက်နေငယ်ဟောဝဲစားလေးရင်အကုန်တုံးပြီးပြစ်တယ်ပြီးတော့မှအောက်ကရဲဘော်တွေကတက်တယ်အပေါ်ကဒုံကလိုက်တယ်သူတို့ကဒီပုံစံသွားတာပေါ့အဲ့တော့ကျွန်တော်တို့အစိုးရအနေနဲ့တော့လကောင်းကျွန်တော်တို့တရင်တစ်ဖွဲ့တိဆောက်ထားတဲ့သူတွေနဲ့တော့လကောင်းအဲကျွန်တော်တို့ပို့ပြီးတော့မှအန်တီဂျမ်မင်းဖြစ်မဲ့အချံပါမျိုးတွေကိုတိဆောက်ထားနိုင်ရင်ကျွန်တော်တို့အလားလာကောင်းနေရှိနိုင်တယ်အဲ့ဒီအပေါ်မှာ မလုတ်ထားဘူးဆိုရင်တော့အလားလာမကောင်းနိုင်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ရဲ့ဖြစ်ပျက်မှုသင်သင်ခန်းစာကိုကျွန်တော်မျှဝေပေးလိုက်ပါတယ်။ဘခဲကိုဆွဲအခုလိုမျိုးတည်ရတဲ့အတွက်အရင်ပဲကျေးဇူးတင်ပါတယ်။ခွေး200လောက်နဲ့ကျွန်တော် UG တော်လိုင်းရေးတပ်ဖွဲ့9ယောက်10ယောက်ကိုကျွန်တော်တို့လဲနိုင်ဘူး။အဲ့တော့နော်ကျွန်တော်ပြည်သူတွေအနေနဲ့နိုင်ရတာဝန်တွေထမ်းပြီးတော့အရှိတူသွားရမယ်။နောက်ပြီးတော့ကောလာဟာလာထွက်နေတဲ့ဘောမတွေဟောင်နေတဲ့လောင်နေတဲ့ဝါရဖြန့်နေတဲ့ပျော်နေတဲ့ကျွန်တော်ရဲ့ကိုယ်စွဲကြာသွားပြီဆိုတဲ့သတင်းလေးတွေလည်းကျွန်တော်လည်း တိကျသိကြင်ပါလေကျွန်တော်အတိကျသိတဲ့အချိန်တိတိကျင်းမယ်ပြန်လေပြီးတော့တင်တင်ပေးပါမယ်ဗျ။ Okay အားလုံးပဲစောင့်ကြည့်ကြမယ်။ကျွန်တော်ကိုယ်ဆွဲဘာမှမဖြစ်ပါသေးနဲ့လို့ဆူတောင်းပေးပါတယ်ဗျ။